ကဲဘော်ဒါအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပွဲတွေအများကြီးပဲမနေ့ကမနေ့ကကျွန်တော်ပေးခဲ့တဲ့ပွဲတွေကတော့ဒီစာထဲမှာရေးထားတာကျွန်တော်ဒီပွဲဒီပူတီပွဲဒီပြန်ပြီးတော့ပွဲတွေမကြည့်ခင်မှာတော့ရေးထားတာပွဲတွေကတော့အကုန်လုံးနေနေတော့ရေးထားတာတော့အမှန်ကြီးပဲပေးတဲ့အချိန်မှာလည်းဘလို့ဘလို့ဖြစ်ပြီးဘလို့ပေးလိုက်လဲမသိဘူးဒါမနေ့ကဒီဟိုကွန်မွန်နဲ့ဒီစာစုလိုပွဲမှာကျွန်တော်ဒီကွန်မဘော်ဒီပေးတာတပွဲရတယ်ပြီးတော့ဂီတာဖိနဲ့အစီပွဲမှာကျွန်တော်အပွဲရရွေးချယ်မှုမှာဆိုတော့ကျွန်တော်အစီပေးလိုက်တယ်ဒီထဲမှာရေးထားတော့ database ပေါ်ရေးလာတာ။မနေ့ကပေးလိုက်တဲ့ချိန်မှာကျွန်တော်ဘလောကနဲ့ဘလော HC ဖြစ်သွားလဲမသိဘူး။အဲ့ရော HC မနေ့က HC ပေးလိုက် HC ပွဲရတော့ကျွန်တော်ဆင်မပြေခဲ့ဘူး။ဒီ clubber နဲ့ကျွန်တော် live set နဲ့ကကိုအောင်ပေးခဲ့တယ်။မနေ့နှစ်ပွဲအနေနဲ့အဆင်ပြေခဲ့တယ်။ပြီးတော့ဒီပထမဆုံးကျွန်တော်ကြီးပြောချင်တာလေဒီဘောလုံးပွဲကကျွန်တော်တို့ဒီကိုယ်ဝါသနာရတာသုံးသက်ပေးတာဖြစ်ပါတယ်။ပြီးတော့ဒီလက်ရှိခြေတန်းအရာကျွန်တော်တို့အနည်းဆက်ဆုံးဖြစ်နိုင်မဲ့ပွဲမျိုးလေးတွေရွေးချယ်ပြီးတော့သုံးသက်ပေးတာဖြစ်ပါတယ်။အဲကြောင့်ကျွန်တော်တို့ ဒီကျွန်တော်ဒီတုံးသက်ပေးတဲ့ဘွဲလေးတွေကိုနဲ့အကြိုက်တူမှလည်းရွေးချယ်ပြီးတော့ထိုးဆွဲကြပါမယ်။အဲကြောဘောလုံးဘွဲဆိုတာဘသူမှဆရာဆိုတာမရှိပါဘူး။အဲကြောကိုနဲ့အကြိုက်တူမှဘွဲမျိုးလေးတွေပဲရွေးချယ်ပြီးတော့ထိုးဆွဲပါမယ်။ပြီးတော့ Telegram Channel Viber Channel မှာလည်းဒါလာရောက် level face ပါပါတယ်။မနေ့ကလည်းဒီဘွဲကောင်းနေနဲ့အစဉ်ပြေခဲ့တယ်။မောင်းကတ်တွေရောဒီဘွဲကောင်းနေဆိုတော့နေ့စဉ်တိုင်းတင်ပေးနေတာဖြစ်ပါတယ်။အဲကြောလာရောက်တိုင်းလဲဖို့လည်းကျွန်တော်နေနဲ့ဒါ fake ခေါ်ချင်ပါတယ်။ကိုနဲ့အကြိုက်တူမှဘွဲမျိုးတွေအများကြီးရှိပါတယ်။အဲကြောဒီနေ့ကတော့ဒါဘွဲတွေတော့အများကြီးပဲရှိတယ်။အဲကြောဒီနေ့ဘွဲတွေအများကြီးရှိတယ်ပြီးတော့ဒီဘွဲအများကြီးတွေမှာဒီ လက်ရှိခြေရန်အကြိုက်ကျွန်တော်တို့ဒီခြေရန်အကြိုက်ပွဲလေးတွေပဲဒါရွေးချယ်သုံးသက်ကြည့်အောင်ဗျာဒီလေးဝဲနေတာဒီပထမဆုံးအနေနဲ့ကဒီပါမနဲ့အူဒီနီနဲ့ပြီးတော့ဒီမန်စီးတီးပွဲရပြီးတော့ဘာစီလိုနာနဲ့အလာဘတ်ပြီးတော့မိုနာကိုနဲ့တီယက်ဂျီပွဲဒီလေးပွဲအနေနဲ့တော့ဒါရွေးချယ်ပေးဖို့တော့ရှိတယ်ရွေးချယ်သုံးသက်ချင်တယ်အဲ့တော့ဒါကူနဲ့အကြိုက်တူမှာဆိုတော့ခဏခဏလောက်ဒီအချိန်အများကြီးတော့မပေးရဘူးခဏလောက်စောင့်ပြီးတော့ကြီးစေခြင်းတယ်ဒီနေ့ပွဲကြီးအများကြီးပဲ ကြော်ဒီပါမားနဲ့ OD ပထမဆုံးအနေနဲ့ကျွန်တော်ဒီမန်စီးတီးပွဲပဲကျွန်တော်ပထမဆုံးပြောလိုက်တော့မယ်မန်စီးတီးမန်စီးတီးကလေးနဲ့ကမန်စီးတီးကလက်ရှိဂျေးကနှလုံး90အစားကိုပေါင်းဂျေးအနေနဲ့ကဒါ305ပြအရှုံး305ပြပြအရှုံးပေးတာတယ်မန်ကင်းဂျေးအနေနဲ့တော့3လုံးသိအခုအခုလက်ရှိဂျေးနေတော့ဒါ3လုံး305ပြအရှုံးပေါက်သွားတယ်ကြော်ဒီမန်စီးတီးမန်စီးတီးဆိုတာပြီးခဲ့တဲ့အပတ်တည်းကလည်းဒီမန်စီးတီးဒီအယူကာဆယ်နဲ့ပွဲမှာနဲ့ဒီ ်နယူကာဆယ်တို့ဒီလီဗာပူးဆယ်တို့ပွဲတွေမှာတော့နှစ်ပွဲလုံးအနေနဲ့ကတော့မန်စီးတွေကနောက်ဆုံးကစားတဲ့ပွဲမှာနှစ်ပွဲလုံးအနေနဲ့ကတော့ရှုံးဝဲရှိခဲ့တယ်0-2နဲ့2-1နဲ့ရှုံးနိုင်ခဲ့တဲ့ပွဲကြီးပဲမန်စီးတွေအဲ့တည်းကကြီးတွေလည်းမအောင်ခဲ့ဘူးဘောင်းကြီးလည်းမအောင်ခဲ့ဘူးပြီးတော့ပြီးတော့ဒီအဲ့ပြီးနောက်ဆုံးပြေးခဲ့တဲ့ကစားတဲ့နောက်ဆုံး၅ပွဲမှာလည်းသူ့အနေနဲ့နှစ်ပွဲရှုံးတယ်တော်မှာပဲအနိုင်ရရှိခဲ့တယ်လေဘာပူတို့တော့မွန်တို့ဒီဘုံမောက်တို့ပွဲတွေမှာသူ့နေနဲ့နိုင်ရရှိခဲ့တယ်ဒီနေယူကဆယ်တို့လေဘာကူစနေပွဲမှာတော့သူ့နေနဲ့နာသူစင်းနဲ့ဇီတူးနဲ့တော့ကိုပြက်ရှုံးတာအင်ကွင်းနေနဲ့ ပြီးတော့အဲ့နေရာဂျေးလည်းမအောင်ခဲ့ဘူးဘူလီလီနေကလီကလည်းငါးပွဲကစားတာမှာသူနဲ့တပွဲပန်နိုင်ရရှိခဲ့တယ်လေးပွဲရှုံးပွဲရှိခဲ့တယ်လီလေးပွဲရှုံးပွဲရှိခဲ့တယ်ပြီးတော့ထိတ်တိုက်တွေ့ဆုံမှုတစ်ချက်ပြန်ကြည့်ရမယ်ဆိုလည်းထိတ်တိုက်တွေ့ဆုံမှုမှာက၃ပွဲမြောက်ထိတ်တိုက်တွေ့ဆုံမှု၃ပွဲမှာမန်စီးစီးကမစီးလုံးပဲမစီးသေးပဲ၃ပွဲစလုံးအနိုင်ရရှိခဲ့တဲ့ပွဲတွေကြီးပဲဒါသူတို့ထိတ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲမှာတော့မန်စီးစီးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲတွေကြီးပဲ။ ကြော်ကျွန်တော်အခုလက်ရှိပြန်ပြီးတော့ဒီကျေးနဲ့ပြန်ပြီးတော့သူပြီးခဲ့တဲ့တစ်လျှောက်ပြန်ကြည့်မယ်ဆိုရင်အခုလက်ရှိမန်ချီမစီတီကအိမ်ဝင်ကစားမှဖြစ်တဲ့အိမ်ဝင်ကနေပြီးတော့သူ့အနေနဲ့နှလုံးတဝက်အစားပေးတာနဲ့နှလုံးအတဝက်အစားကိုပေါင်းကျေးအနေနဲ့ကလည်းဒါ၃လုံး35ပြအရှုံးဆိုတော့တကူကြည့်ရမှာကလည်းဒါမှပြီးခဲ့တဲ့ပွဲတွေနှစ်ပွဲလုံးအနေနဲ့ကမန်စီတီအနေနဲ့ကဒီနှလုံးမကြောတွေပေးပြီးတော့သူ့အနေနဲ့ဒါကိုပြက်တည်ကြည့်သူရှုံးနေခဲ့တယ် လေဘာကူစင်နဲ့ပွဲတော့လဲဇီတူနဲ့သူပါပါဇီတူနဲ့သူ့အနေနဲ့ရှုံနေခဲ့တယ်ခြေလဲမအောင်ပဲဘူးအဲ့တော့လက်ရှိနှလုံးနှလုံး25ပြားသူ့အနေနဲ့အစားထပ်ပြီးတော့ဒါခြေပေါက်လာတယ်အလားဟိုလေကုန်အဲ့တော့လေအနေနဲ့ကလေရပြီးခဲ့တဲ့ဒီကစားပွဲတစ်ချောင်းမှာလဲဒါရှုံပွဲနိုင်ပွဲအပြင်သူ့အနေနဲ့ရှုံပွဲတွေကြီးပဲဇက်တိုက်ပဲကျုံခဲ့တယ်ကိုရယူနိုင်ခဲ့တဲ့ပွဲတွေရှိလားဆိုတော့ကိုရယူနိုင်ခဲ့တဲ့ရှုံးပွဲတွေမှာကိုရယူနိုင်ခဲ့တဲ့ပွဲတွေလည်းမရှိခဲ့ဘူး တချို့ဟာတွေတော့ရှိခဲ့တယ်ဒီဟာ Aston Villa တို့ Nottingham Forest တို့ဘွဲတွေနေမှာတော့ဒါဒီသူနဲ့ဒီကိုရယူနိုင်ခဲ့တဲ့ဘွဲတွေတော့ရှိခဲ့တယ်ဟိုလက်ရှိမှာကလည်းဒီ Man City အနေနဲ့ဒီလေးအနေနဲ့ကဒီ Man City ကိုဟိုဟာတကူအနေနဲ့ကရယူနိုင်မလားဆိုတော့ကျွန်တော်တက်ဆက်စောင့်ကြည့်ရမှာဒါပေမဲ့အခုဟိုရဒီဟိုလေးရပြောမှဆိုရင်ဒီအဝေးကွင်းအိမ်ကွင်းအိမ်ဝင်းရောအဝေးကွင်းရောမကောင်းလို့တော့ပြောလို့ရတယ်သူပြီးခဲ့တဲ့တစ်ချောင်းလုံးမှာသူတွေနဲ့ရှုံးဝဲတွေကြည့်ပေါ့အိမ်ကွင်းရောအဝေးကွင်းရောမှာက ဒီပွဲလေးကိုကျွန်တော်နေတုံးသက်ပေးရမှာဆိုရင်တုံးသက်ကြည့်ရမှာဆိုတော့ဒီလက်ရှိကိုကောင်းကြီးအနေနဲ့က Man City ပြီးခဲ့တဲ့ပွဲတွေကလည်းကိုကောင်းကြီးလည်းမအောင်ခဲ့ဘူးဘော်ဒီကြီးလည်းမအောင်ခဲ့ဘူးလက်ရှိမှာကျွန်တော်တို့အောက်ကြီးထိုင်မယ်ဆိုရင်လည်းနည်းနည်းလေးဟိုဖြစ်ရကြတယ်ပြောတော့ဒီအသင်းကြီးတွေဆိုတာတိတ်ပြီးတော့ကျွန်တော်တို့ယုံကြည်လို့မရတဲ့ပုံစံမျိုးတွေပြသူတို့ပေါ်ခြင်းပေါ်သွားနိုင်တယ်ပြီးတော့ကြေးအောင်ခြင်းအောင်သွားနိုင်တယ်ပြီးခဲ့တဲ့အပတ်တွေကနှစ်ပွဲလုံးအနေနဲ့ကတော့သူတို့နဲ့ကြီးလည်းမအောင်ဘော်ဒီကြီးလည်းမအောင်ခဲ့ဘူးအဲ့တော့ လက်ရှိကျွန်တော်ဒီအပွင့်ဒီမန်စီးတီးနဲ့လီနဲ့ပွဲမှာကျွန်တော်ဒီမန်စီးတီးနဲ့လီမှာကျွန်တော်ဘောဒီဟိုဘောဒီကြီးအပြင်ကျွန်တော်ကိုကောင်းကြီးပဲကျွန်တော်ကြိုက်ပါတယ်ကျွန်တော်ကိုကောင်းကြီးအပေါ်ပဲကျွန်တော်ကြိုက်ပါတယ်အဲဒါကိုကြိုက်မယ်ဆိုရင်တော့ညရွေးချက်ပြီးတော့ထိုးနိုင်ပါတယ်အသင်းကြီးတွေဆိုတာကျွန်တော်တို့ယုံရတာတဲ့တို့တိတ်ပြီးတော့ဒီမယုံရတဲ့ပုံစံမျိုးတွေအဓိကဒီအသင်းကြီးတွေအနေနဲ့ကတော့ကြီးအောင်ဖို့အောင်ရင်လဲအောင်သွားနိုင်မယ်ပြီးတော့ ကြေးအောင်ဖို့တဲ့ဟိုဟာဒီအသင်းနိုင်ဖို့တဲ့ကျွန်တော်တို့အနေနဲ့ကြေးအောင်မှာကျွန်တော်တို့ဘောလုံးပွဲရလက်ကောင်းမှာဖြစ်ပါတယ်အဲကြောသူတို့အနေနဲ့ဘယ်လိုပဲဟိုဖြစ်ဖြစ်ကျွန်တော်တို့အဓိကကြေးကြည့်ပြီးတော့ကျွန်တော်တို့သုံးသပ်မှာဖြစ်ပါတယ်နှလုံး90အရှုံးဘောကြီး3လုံး35အရှုံးဆိုတော့ကျွန်တော်သုံးလုံးရှုံးမှာဆိုတော့ကျွန်တော်35ပြတော့အပြည့်တော့မရှုံးပါဘူးဗျဒါပေမဲ့အဲ့လောက်လေးတော့ဟိုဖြစ်ဖြစ်ဖို့တော့ရှိတယ်ဗျအဲကြောဒီမန်မစီဘွဲမှာကျွန်တော်ဘူပေါင်းအပေါ်ကျွန်တော်ကြိုက်ပါတယ်အကြောကိုနဲ့တာရွေးချယ်အကြိုက်တူမဲ့ပုံစံမျိုးလေးဖြစ်တဲ့ဆိုတော့ထိုးနိုင်ပါတယ် ဒုတိယပွဲဒုတိယပွဲကဒီဘာစီလိုနာနဲ့အလာဘတ်အလာဘတ်ကဘာစီလိုနာအခုကနှလုံးတရေကိုပေါင်းချေကတော်လုံးအပြည့်ရှုံးပေးထားတယ်ဘာစီလိုနာဘာစီလိုနာကလည်းတည်တဲ့အတိုင်းပြီးခဲ့တဲ့ကစားပွဲတစ်လျှောက်မှာလည်းသူ့လည်းနဲ့ဒါပြီးခဲ့တဲ့တစ်လျှောက်မှာနောက်ဆုံးကစားတဲ့၅ပွဲမှာပဲ၄ပွဲလုံးနိုင်ရရှိခဲ့တယ်နောက်ဆုံးကစားတဲ့တစ်ပွဲမှာရှက်စီရှက်စီကို3စီနဲ့ရှုံးနေခဲ့တယ်ကိုပြက်အဲ့တော့ကျွန်တော်တို့ပတ်နံခဲ့ဟိုဟာပတ်ကန်ခဲ့တယ်အဆင်မပြေခဲ့ဘူးအဲ့တော့ ်ရှုပ်အသင်းကြီးတွေကြတော့တိတ်ပြီးတော့ဒီဘာစီလိုနာပြီးခဲ့တဲ့အပတ်ကတော့တော်တော်လေးဟိုကဖြစ်မှာလေနာပြီးခဲ့တဲ့ကစားပွဲတစ်ချောင်းမှာကျွန်တော်တို့ပြန်ကြည့်မယ်လားဘာစီလိုနာဆိုတာတကယ်အသင်းကြီးတစ်သင်းလို့ပြောလို့တော့ရတယ်လေဗျာပြီးတော့ဒီသူကစားခဲ့တဲ့တစ်ချောင်းမှာလေသူ့နဲ့နှစ်ခုပြည့်ကြည့်နိုင်ငံတဲ့ဇွန်ဘော်တွေကြည့်ပွဲတဲ့ပွဲတွေကြည့်ပဲဒါဟုတ်ပြီးခဲ့တဲ့ပွဲကရှယ်စီပွဲမှာသူ့နဲ့နှစ်ခုပြည့်ကြည့်လို့ရှုံနေခဲ့တယ်တကူမှတော့ရအောင်မရှုံးနိုင်ခဲ့ဘူးအဲ့တော့ပြီးခဲ့တဲ့ဒီတခြားဂျန်နယ်ပွဲတွေမှာတော့အသာသူ့နဲ့နဲ့ဒီကိုပြည့်တဲ့ကြည့်အနိုင်ရရှိခဲ့တဲ့ပွဲတွေကြည့်ပဲဂျန်နယ်၄ပွဲလုံးမှာတော့ အလာဘအလာဘအလာဘကလည်းကောင်းလာဆိုတော့မကောင်း မကောင်းဆိုတာပြီးခဲ့တဲ့ကစားပွဲတစ်ချောင်းမှာသူ့အနေနဲ့ဒီဆက်တာမီကိုလိုချားပွဲတွေမှာလည်းသူ့အနေနဲ့ရှုံနေခဲ့တယ်ပေါ့နောက်ဆုံးနှစ်ပွဲရှုံနေခဲ့တယ်သူ့အနေနဲ့ကစားတဲ့နောက်ဆုံးကစားတဲ့ပွဲမှာ၃ပွဲထိအောင်သူ့အနေနဲ့ရှုံနေခဲ့တယ်နှစ်ပွဲပဲအနိုင်ရရှိခဲ့တယ်လက်ရှိမှာသူ့အနေနဲ့ရလက်ကောင်းတာနည်းနည်းလည်းမှမရှိသေးဘူးစတာပြီးပုံကသူတို့နှစ်သိန်းရဲ့ထိတ်တိုက်တွေ့ဆုံမှုထိတ်တိုက်တွေ့ဆုံမှုမှာလည်းဒီဘာစီလိုနာ ကုံဝင်ကစားတာမှာဘာစီလိုနာပဲကုံဝင်သလုံးအနိုင်ရရှိခဲ့တယ်။ဂျန်နဲ့ဂျန်နဲ့ကျွန်တော်အနေနဲ့ဒီအနည်းဆက်ဆုံးဒါ၃ပွဲမြောက်ပြောတာပဲ။ဂျန်နဲ့အောက်မှာတော့ကွဲတဲ့အများကြီးရှိပါတယ်။အကျော်ဂျန်နဲ့အောက်ကကွဲတဲ့အများကြီးနေတယ်လေဘာစီလိုနာနဲ့အခုလက်ရှိဒီနှစ်သိန်းရဲ့ level ဆိုရင်ဘာစီလိုနာအနေနဲ့ကခြေပေးထားတဲ့အတွက်ကြောင့်ဒါသူ့နဲ့ပြီးခဲ့တဲ့ဒီစိုက်တိုက်ကစားခဲ့တဲ့ပွဲတွေမှာလည်းသူ့နဲ့အနိုင်ရနိုင်ပွဲကြီးကြီးပဲဆိုတော့လက်ရှိနှလုံးသရေပေးထားတယ်ဘာစီလိုနာကကိုပေါင်းကြီးအနေနဲ့က သုံးလုံးအပြည့်ရှုံးအကျော်ဘာစီလိုနာကိုကျွန်တော်တို့ဘာစီလိုနာကိုတစ်ချက်ထားလိုက်အောင်နှလုံးသက်ရည်ဆိုတော့ဂျေးအောင်မအောင်ကျွန်တော်တို့တစ်ချက်တော့အဆောင်ကြည့်ရမယ်ပြီးတော့အလာဘတ်အလာဘတ်ကပြီးခဲ့တဲ့တခြားမှာပြီးခဲ့တဲ့ဘွယ်လေးမှာသူ့လည်းနဲ့ဂျေးမအောင်ခဲ့ဘူးဂျေးလည်းမအောင်ခဲ့ဘူးသူ့လည်းနဲ့ရှုံးခဲ့တဲ့ဘွယ်လေးမှာလည်းသူ့လည်းနဲ့ကိုရယူနိုင်ကိုလည်းမရယူနိုင်ခဲ့ဘူးပြီးတော့နိုင်ဘွယ်လည်းနှစ်ဘွယ်ပဲရှိတယ်နောက်ဆုံးဦးစားတဲ့သူတိုက်တိုက်သူတို့နဲ့တင်းရထိုက်တိုက်တွေ့ဆုံဘွယ်လေးမှာလည်း ဒါသူတို့ကစားခဲ့တဲ့ပွဲတွေမှာလည်းဒီအလာဘနေနေရဒါရှုံးဝဲတွေကြီးဇက်တိုက်ဆိုတော့ဒါဘယ်သူမဆိုပြောမယ်ဆိုတော့ဗာစီလိုနာနှလုံးသက်ရေဆိုတော့ဗာစီလိုနာပဲနေမဲ့ပုံစံတွေကြီးပဲဘယ်သူမဆိုဗာစီလိုနာပဲနေမှာပါအဲ့တော့ဒီတချို့ဒီကိုနေခြင်းတဲ့ပုံစံတချို့ကြတော့ဒီဘောလုံးပွဲကတချို့စန့်ကျင်ပါတွေကတော်တော်လေးပေးတယ်ဗျာကိုနေခြင်းတဲ့ပုံစံကိုကြိုက်တဲ့ပုံစံကိုထိုးလိုက်ပြီးတော့ကိုမကြိုက်တဲ့ပုံစံအနေနဲ့ပဲရလက်တွေကောင်းသွားတဲ့ပုံစံမျိုးတွေကြီးပဲဘောလုံးပွဲတစ်ချောင်းမှာ ။အကြောကိုကဒီလိုပုံစံမျိုးကြိုက်နေပြီဆိုရင်ကိုကြိုက်တဲ့ပုံစံနဲ့ဘက်ပြီးတော့ကန်တာပို့ပြီးတော့ကောင်းတယ်။အကြောလက်ရှိဘာဇီလိုနာနဲ့အလာဘတ်အပြင်ဘာဇီလိုနာကနှလုံးသရေပေးထားတဲ့တက်ကြောင့်ကျွန်တော်အနေနဲ့ဒီဂိုးပေါင်းဒီဘော်ဒီကြီးနေနေရတော့ကျွန်တော်မထိုင်ချင်ပါဘူး။ကျွန်တော်ဒီဘောပေါင်းကြီးပဲကျွန်တော်ထိုင်ရမှာဒီဘာစီလိုနာနဲ့ကျွန်တော်အလာဘတ်ကိုပေါင်းအပေါ်ထိုင်ပါတယ်သုံးလုံးတော့အပြည့်ရှုံးပါဗျအဲကြောစွန်စားတာကြိုက်တဲ့သူတွေအတွက်ကတော့ဘိုးပေါ်ကောင်းပါတယ်ကျွန်တော်လည်းဘိုးပေါ်ကြိုက်ပါတယ် ောက်ထပ်နောက်ထပ်တပွဲနောက်ထပ်တပွဲကကျွန်တော်မိုနာကိုနဲ့ PSG ပွဲမိုနာကိုနဲ့ PSG ကလက်ရှိ PSG ကအဝေးခွင့်ကစားမှာမိုနာကို PSG ကအဝေးခွင့်ကစားမှာဆိုတော့ PSG ဟို level ဘာတလုံး၅ပြားအစားပေးတာလည်းကိုပေါင်းကြီးအနေနဲ့ကလည်းဒါ၃လုံး90အရှုံးပေးရတယ်ကိုပေါင်းကြီးအနေနဲ့ကတော့ဒီဒီနေ့ပုံစံမျိုးတွေအနေနဲ့ကတော့ ဒီအတင်းကြီးတဲ့အနေနဲ့ရတာဒီလိုပုံစံကြီးတဲ့ကြီးပဲခေါ်ထားတာလေတွေ့ရတယ်။အဲကြောအောင်ဖို့ရှိလားဆိုတော့သူတို့အောင်ဖို့တက်ကြေးမအောင်ဖို့တက်ကြေးအောင်ဖို့ကြတော့တိတ်ပြီးတော့သူတို့မမြန်အောင်ပြပြီးခဲ့တဲ့ကစားပွဲတစ်ချက်ကိုဒီအတင်းကြီးတွေပြန်ကြည့်မယ်ဆိုရင်ကြေးအောင်တဲ့ပွဲကြီးတော့ရှိခဲ့တယ်။ဒါပေမဲ့ကြေးမောင်တဲ့ပွဲကြီးလည်းရှိခဲ့တယ်။ဒါပေမဲ့ဒီတလုံးတရေအနေနဲ့ကတော့တလုံးမတလုံးငါးပြားအစားအနေနဲ့ကတော့ကြေးအောင်ပဲပုံစံမျိုးလို့ကျွန်တော်အနေနဲ့ထင်တယ်။ ။ဒါဆိုကျွန်တော်တို့ဒီသူတို့ထိတ်တိုက်တွေ့ဆုံမွေးတယ်ပြန်ကြည့်မယ်ဆိုရင်ပြီးခဲ့တဲ့ကစားပွဲတစ်လျှောက်မှာက PSG အနေနဲ့ကလည်းစပန်နဲ့နောက်ဆုံးသားနဲ့ပွဲမှာ A53 နဲ့အနိုင်ရရှိခဲ့တယ်။ကျန်တဲ့တခြားပွဲတွေမှာတော့သူ့အနေနဲ့ဒါအနိုင်ရရှိခဲ့တဲ့ပွဲတွေကြီးပဲတပွဲပဲရှုံးခဲ့တယ်ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ။တပွဲပဲရှုံးခဲ့တယ်။မိုနာကိုမိုနာကိုမိုနာကိုကမိုနာကိုကရှုံးခဲ့တယ်ကြီးပဲ။နောက်ဆုံးကစားတဲ့ပွဲမှာလည်းတူတူနဲ့တည်ရခဲ့တယ်။ ပြီးတော့ထိတ်ထိတ်တွေ့ဆုံမှုတစ်ချက်ပြန်ကြည့်မယ်ဆိုရင်ထိတ်ထိတ်တွေ့ဆုံမှု၃ပွဲမှာက PSG ကပဲဒါ၃ပွဲတလုံးအနိုင်ရရှိခဲ့တဲ့ပွဲတွေရှိပဲပြီးတော့လက်ရှိလက်ရှိ PSG ခြေပေးတာဒါကျွန်တော်နေနဲ့ကောင်းတယ်လို့တော့ထင်တယ်ဒီဟိုတလုံး၅ပြားအစားဆိုတော့တလုံးကြီးတော့နဲ့သူ့နဲ့ငါးပြားတော့ဆက်ဘာဖြစ်ဘူးမော်နာကိုနေနဲ့အိမ်ကိုရောဝေကိုရောကောင်းလာဆိုတော့အိမ်ဝင်ကိုကောင်းမကောင်း PSG အနေနဲ့က ပြည့်ကြီးနေနေပြီးခဲ့တဲ့ကစားပွဲတစ်ချောင်းမှာလေသူတို့နဲ့နိုင်ပွဲတွေကြီးပဲကိုပြတ်တဲ့ကြီးပဲဆိုလက်ရှိဒီပုံတွေကြီးပေးတာတော့ဒါထိုးသားတွေတော့တော့ဒါနည်းနည်းဒီတိုင်းမစင်းစားရတဲ့ပုံစံမျိုးလို့တော့ထင်တယ်ဒီပြည့်ကြီးတစ်လုံး၅ပြအစားအနေနဲ့တော့ဒါပြည့်ကြီးဘော်ဒီထိုးထိုင်ပါတယ်အကျော်ဒါဒီဘက်မှာကျွန်တော်ပြည့်ကြီးဘော်ဒီထိုင်ပါတယ်အကျော်ကိုနဲ့အချိုက်တူမဲ့ဆိုတော့ရွေးချယ်ပြီးတော့ထိုးစေချင်ပါတယ်နောက်နောက်တစ်ပွဲနောက်နောက်တစ်ပွဲရကျွန်တော်ပါမနဲ့ဦးဒီနီပါမနဲ့ဦးဒီနီ ဘာမှနဲ့ UDN ကအခုလဲအခုတဲတရေပေးထားတယ်ကိုပေါင်းကြီးအနေနဲ့နှလုံး90နှလုံး90အရှုံးကိုပေါင်းကြီးအနေနဲ့ကပြီးတဲ့ကစားဝတ်တချက်မှလည်းဒီနှစ်သိန်းအနေနဲ့ကလက်ရှိမှာကပါမပါမအိမ်ခွင့်ဖြစ်တဲ့ကြောင့်ပါမပြီးခဲ့တဲ့ကစားခွဲတချောက်မှာကငါးဘွဲကစားရမှာတပွဲပဲအနိုင်ရရှိခဲ့တယ်။ဂျန်နယ်ဘွဲတွေနေနှစ်ဘွဲရှုံးနေနှစ်ဘွဲတည်ရင်နဲ့ပြောမှဆိုရင်ဒီအသင်းเนี่ยဒီပုံစံမဲ့ကြေးပေါက်တာကြာနှလုံး90နှလုံး နှလုံးတည်ရနှလုံး၅ပြအဲ့ပုံစံလေးပဲကြေပေါက်တာဒီ body jade အနေနဲ့ကတော့ဒါဒီ body jade အနေနဲ့ level တည်ရတို့ level တို့ကရှုံးလို့တော့ပေါက်တဲ့ jade တွေတော့ရှိတယ်အခုလက်ရှိမှာဒီနှစ်သိန်းအနေနဲ့ကဦးရင်းလေးနဲ့ပါမအနေနဲ့ကတာလားဆိုတော့ဒါတိတ်ပြီးတော့တာတဲ့နှစ်သိန်းလုံးတော့မဟုတ်ပြပြီးတော့ထိတ်တိုက်တွေ့ဆုံပွဲပြန်ကြည့်မယ်ဆိုရင်လည်းဒီထိတ်တိုက်တွေ့ဆုံပွဲ၃ပွဲမှာကလည်းဦးရင်းနေနဲ့နှစ်ပွဲတိုင်းတဝဲပဲတည်ရရှိခဲ့တယ်။ဒါသူတို့နှစ်သိန်းထက်တဲ့တွေ့ဆုံပွဲမှာဆိုရင်လည်းဒါ ပါမနန့် ordinal ဆိုရင်ဒီနိုင်ပွဲတွေကဟိုဒီရလတ်အနေနဲ့ကတော့ဒီတူတူလို့တော့ထင်တယ်။သူပြီးတဲ့နောက်ထိတ်ထိတ်တို့ဆုံးကတဲ့ကစားပွဲတွေမှာတော့ဒါတိတ်ပြီးတော့သူတို့ရလတ်တနေရတော့တိတ်ပြီးတော့မကွာဘူးရ။အဓိကကွာမဆုံးအဓိကအဆင့်ပဲ။အခုလက်ရှိအဆင့်နေတော့ဒီ ordinal နဲ့30နဲ့ပါမ35အဆင့်ဆောင်။အဆင့်နေတော့အဲ့လိုလေးရှိတယ်။အကျော်ရခုလက်ရှိမှာကဒီပါမအိမ်ကွင်းဖြစ်တယ်အိမ်ကွင်းဖြစ်တာပါမမိကလက်ကစားပွဲတစ်ချောင်းမှလည်းဒါသူ့နေနဲ့ ဒီတရေပွဲဟိုနိုင်ပွဲအတွက်တူတယ်တရေပွဲကစားတာလည်းရှိတယ်ရှုံးပွဲနှစ်ပွဲတော့ရှိခဲ့တယ်ပြီးတော့ဒီတဲ့တရေအနေနဲ့ကတော့ကျွန်တော်အနေနဲ့ပါမနဲ့ UV နဲ့မှာအိမ်ခွဲဖြစ်တဲ့ကျွန်တော်အနေနဲ့ပါမကိုကျွန်တော်ပေါ်ရထိုင်နေတယ်အဲ့တော့ကိုနဲ့အကြိုက်ဒီမှာဆိုတော့ရွေးချယ်ပြီးတော့ဖုန်းနေပါတယ်ပြီးတော့ဒီနေ့ကျွန်တော်ရွေးချယ်ပေးတာဒါလေးပွဲပါလေးပွဲကတကယ်လို့မောင်းထုမယ်ဆိုရင်လည်းကိုကြိုက်မယ်ဆိုတော့ကြိုက်မယ်ဆိုတော့မောင်းထုမယ်ဆိုရင်လည်းအဆင်ပြေပါတယ်တကယ်လို့တပွဲမောင်းမထုတပွဲချင်းထုမယ်ဆိုရင်လည်းအဆင်ပြေပါတယ် ပြီးတော့ဒီဒီကျွန်တော်ပေးတဲ့ပုံအပွဲတွေကအခုပုံသားမှာတာအခုလက်ရှိခြေအနေနဲ့ကျွန်တော်ပေးတာဖြစ်ပါတယ်ပြီးတော့ဒီပြန်ပြီးတော့ဒီပွဲတွေပြန်ကြည့်ပြီးခြေတွေပြန်ကြည့်ပြီးဆိုရင်ကျွန်တော်တို့ဒီပေးတဲ့ရလဒ်ပုံစံတွေပြောင်းလာနိုင်မှာလေပေးတဲ့အချိန်တွေမှာကျွန်တော်တို့ကတချို့ရတချို့ပုံစံတွေကလည်းတချို့ခြေခေါ်တာတွေကလည်းပိုကေရီကအသက်ထိုးတာတွေကိုပွဲပွဲလက်ကန်ဒီမှာသက်သက်ထိုးတာတွေကိုခြေဆွဲခေါ်တဲ့ပုံစံမျိုးတွေလည်းရှိပါတယ်အဲကြောင့် လက်ရှိကျွန်တော်အနေနဲ့ဘယ်ဥစားအကောင်းလဲဆိုတော့လက်ရှိဂျေတန်ကအကောင်းဆုံးလို့ကျွန်တော်အနေနဲ့ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမကန်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 နေကန်ကန်နေတဲ့ပုံစံတွေမှာကန်ကန်နေချိန်မှာသူတင်တဲ့ဒီဂျေအတက်ကြတွေကအပြောင်းလဲတွေဖြစ်တယ်လို့ကြောင့်ထိုးစားတွေကိုတသက်ဆွဲခေါ်တာပါ။ဆွဲဆွဲခေါ်တဲ့အတွက်ကြောင့်ပြီးရင်ကန်ကန်နေချိန်အဲ့အဲ့ဂျေတိုင်းမှာသူပြန်ကြတာ။ဒါပေမဲ့ဂျေခေါ်တဲ့ချိန်မှာကိုယ်တင်တဲ့ဂျေကြည့်ပြီးတော့တကယ်လို့ကိုယ်ကြိုက်တဲ့ပုံစံမျိုးရွေးချယ်ခဲ့ပြီဆိုရင်တော့ရလကောင်းသွားနိုင်တယ်။ ညဒီနေ့မှလည်းကျွန်တော်ဒီ level သုံးသပ်ပေးခဲ့ပါတယ်အဲကြောင့်အကြိုက်တူမှာဆိုတော့ရွေးချယ်ပြီးတော့ထိုးနိုင်ပါတယ်ဒီပါမပါမပေါ်နေပြီးတော့မန်စီးတီးကိုပေါ်ပြီးတော့ဘာစီလိုနာကိုပေါ်ပြီးတော့မိုနာကိုနဲ့ PSG PSG ကျွန်တော်ပေါ်ဒီထိုင်ခဲ့ပါတယ်ညဒီနေ့မှတော့ level ပါအဲကြောင့်နေ့စဉ်နေ့တိုင်းအနေနဲ့ကျွန်တော်အနေနဲ့တော့ဒါအနည်းဆက်ဆုံးနေတဲ့ကျွန်တော်သုံးသပ်ပေးတာဖြစ်ပါတယ်အကျော်ဒီအပိုင်ဆိုပြီးတော့ကျွန်တော်အနေနဲ့ပေးတာမဟုတ်ပါဘူးဒါကိုဒီကိုယ့်အကြိုက်နဲ့ဒါကိုရွေးချယ်တဲ့ပုံစံနဲ့ဒါ ဟိုတော့အကြိုက်နဲ့တွေ့မယ်ဆိုတော့ရွေးချယ်ပြီးတော့ထိုးနိုင်ပါတယ်အကျော်ကျွန်တော်ဒီနေ့တော့ဒါပါပဲကျွန်တော်တို့နောက်ပြီးတော့မှကျွန်တော်တို့ဆက်ပြီးတော့ဒီတက်အကောင့်နဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ပြန်တွေ့ကြရအောင်ဗျာဒီနေ့တော့ဒါပါပဲဗျာ